ီကနေ့ကိုရဲတမီရေဖီစပြည့်ရေသုံးမျိုးဆုတောင်းတဲ့အခါမှာဒီကနေ့ဤရေဟာယောဟန်19:34စစ်သူရဲ့တယောက်ဒီနဗေးတော်ကိုလှန်နဲ့ထိုးပေါက်တဲ့အခါသွေးနဲ့ရေချက်ချင်းထွက်လာတယ်လို့နှုတ်ကပတ်တော်မှာပါတော့ကြောင့်ဤရေဒီယေရှုနဗေးနာက ထွက်လာသောရေဖြစ်စေပါယိုယိုရေမှတန်ရှင်သောဝိညာဉ်တော်ဘိသိက်တကုစီးဆင်းပျော်ဝင်သောတန်ရှင်သောဘိသိက်ရေဖြစ်စေပါ။ ။ဤရေကိုခမည်းတော်သားတော်တန်ရှင်သောဝိညာဉ်တော်နာမနဲ့ကောင်းကြီးပေးပါ၏။ဤရေကိုတောက်တဲ့အခါမှာရေနဲ့သွေးနဲ့ရောပြီးသွေးလွတ်ကျော်သွေးပြန်ကျော်မှစီးဆင်းတဲ့အခါနတ်ဆိုးတကိုးတွေအကုန်လုံးအငွေ့ပြန်ပြီးထွက်ပါထွက်စေပါ။ဤရေသည်ဟာလေလုယာဗိုင်းရပ်စ်ပိုးတွေသိကျပျက်စီးတဲ့ရေဤရေသည်ဟာလေလုယာအားစေကြီးဖြစ်စေပါအ ဟာလေလုယာဤရည်သည်ယောဂပေါင်းစုံကင်စာယောဂပေါင်းစုံပျောက်တဲ့ဆေးစွမ်းကောင်းကြီးဖြစ်စေပါဤရည်သည်တန်ရှင်သောရည်တကိုယ်တော်ရည်ဘိသိက်ရည်ဖြစ်သောကြောင့်ဤသမီးတောက်တဲ့အခါမှာ တကိုယ်အာနာစက်တည်းအကုန်ပြက်ပြယ်ပြီးတော့မှ တကိုယ်အာနာစက်များသည်ဓွာရကိုးပေါက်ထဲကနေအကုန်ထွက်ပြီးတော့လွတ်မြောက်စေပါဤရည်ကိုခမည်းတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်နာမနဲ့ကောင်းကြီးပေးပါ၏ သခင်ယေရှုဖခင်နာမ၌စက္ကအာနံဆုတောင်းတိုက်ပါ၏အဖဖခင်သခင်အာမင်အာမင်အေငါအဲ့ဒီရေတွေတောက်ပြီးတဲ့အခါမှာငါအများရမ်းမေးတဲ့မေကွန်းရှိတယ်လေပထမပိုင်းမေးတာဘယ်လိုခံစားရလဲ တခါတလေအဲ့ဒီရေကိုတောက်လို့မရဘူးအဲ့ဒီရေကနန်စောနေတယ်အဲ့ဒီရေကဟိုပါလေဟိုဘက်ထရီအက်ဆစ်ကိုတောက်ရတဲ့ပုံစံမျိုးလို့ဒါကိုအထဲထဲကအခံကကြီးရင်ကြီးတယ်လို့ရေကအရသာတာပြောင်းသွားတယ်မတောက်ချင်ဘူးအဲ့လိုမျိုးတွေရှိတယ်တောက်တဲ့အခါမှာလည်းတခါတည်းလေတက်ဂျိုးထိုးအော်အန်ဝမ်းလျှော်အဲ့လိုဖြစ်ရမှာအဲ့ဒါအဲ့ဒါကအထဲထဲကအဲယောဂါတွေ နတ်ဆုတကိုးတွေကိုထုတ်တာပဲအဲ့လိုမျိုးအဲကြောင့်မေးတာဟိုဘိုက်လေးလှုပ်တယ်လေဆရာဘိုက်လှုပ်တယ်အဲ့လိုမျိုးနတ်ဆိုးတကိုးထွက်တယ်ဆရာနဲ့မတွေ့ခင်စကားမပြောခင်နဲ့ကွာတမီးရဲ့ပါဇက်ကနေအများနဲ့ထွက်တယ်ဆရာအေးနတ်ဆိုးကတကိုးသူ့သူကမနေနိုင်တော့ဘူးတမီးထဲမှာလေဆရာထွက်နေတာတမီးပါဇက်ကလေအဲ့လိုပါဇက်ကနေမှုတ်တာအဲ့နတ်ဆိုးရဲ့တကိုးတွေရထွက်နေတယ်အခုဆရာကပြောနေတဲ့အချိန်မှာဘိုက်တွေလိုမျိုးလှုပ်တယ်ပေါ့နော်ဆရာပါဇက်တွေလည်းလှုပ်တယ်ဆရာ အဲ့နဆိုးတကိုးထွက်တာအဲအကြောင်းကိုညာပြောပြီးပြီအဲ့ဒါတွေကလည်းအကြောင်းထပ်ပြီးွားတာနဲ့လူတွေကလည်းဘာနဲ့ကြီးတဲ့လူတွေကလည်းအခုမှအသက်ဆန်းနားထောင်မှုတဲ့ဆိုတော့ငါထပ်ပြောမှာဟုတ်စီငါတို့သင်တန်းလုပ်တဲ့အခါမှာလှုပ်ရှားမှုတွေလေးခုထွက်လာတယ်လို့ငါပြောတာငါတို့သင်တန်းလုပ်တဲ့အခါမှာနံပါတ်1သင်တန်းခန်းမတွေကိုဝင်လာတဲ့နဲ့ထိုးအာဏာပဲ သင်္ကန်းခါမတဲ့ကိုဝင်လာတာဘာတင်နာမှမလုပ်သေးဘူးဘာဖရိတ်ဆိုင်ဝါရှင်မှမစသေးဘူးအခုမှစဝင်တော့ရှိသေးရအခန်းထဲရောက်တယ်နဲ့ထိုးအန်တာပဲအဲ့တကယ်မကြည့်မဆန့်လူတွေနံပါတ်1အဲ့ဒါနော်ဟုတ်ကဲ့နံပါတ်2တင်နာစလိုက်တာနဲ့ပြုတ်တုတ်ဆုတ်တုတ်တွေဖြစ်လာပြီအဲ့မှာတခါတည်း အပြင်ထွက်ပြီးစတွေးထွေးလိုက်အိမ်သားတွေဝင်လိုက်ပြန်ထွက်လာလိုက်ဟုတ်ရှင်ခဏမငြိမ်ဖြစ်တာအင်းအဲ့ဒါနံပါတ်2ဟုတ်နံပါတ်3နံပါတ်3ကထဆဲသွားတာထဆဲပြီးတော့အခန်းထဲကထွက်သွားတာမင်းတို့ကောင်တွေကဘာကောင်တွေလဲကွာငါတို့ကနားထောင်ကျင်တာယေရှုအကြောင်းမင်းတို့ရှောက်ပြောနေတာနတ်ဆိုးအကြောင်းမင်းတို့ကနတ်ဆိုးလူတွေပဲ အဲအဲ့လိုပြောပြီးတော့ထွက်သွားတာအတန်းတန်းကထွက်သွားတာအဲနံပါတ်3အဆင့်အဲ့ဒါအိမ်မှာထိမ့်မရသိမ့်မရកောင်းနေရောမုတ်ဖူပေးပြီးတော့ချော့ခေါ်လာတာသင်္နန်းကန်းနဲ့ရောက်တော့ဆရာအချောင်ဆဲခါတယ်အဲနံပါတ်3အဆင့်နံပါတ်4အဆင့်ကြတော့မဆဲနိုင်တော့ဘုံတိုင်းကျဲတာအိုးအမအလာဝါကရေတခါတဲ့ ဟိုဝင်လာပြီးတော့တခါတည်းဘေးနာခုံကိုကောက်ပြီးတော့ပေါက်တာဟုတ်စီအဲကြောင့်ငါတို့ဒီ healing deliverance သင်တန်းတွေလုပ်တဲ့ဆိုတဲ့ဟာတွေကလူတွေကဒီစုဆောင်ရေးသင်တန်းလုပ်နေတာမဟုတ်ဘူးဒါတွေကဘုเจ้าယေရှုရဲ့တမဟာမှာကွန်မိုင်းတို့သင်တန်းတွေလုပ်နေတာအဲနဲ့ဟိုသဘောပေါက်ဖို့လိုတယ်အဲကြောင့်ငါအခုနောက်ပိုင်းမှာငါအော်ဘဟုတုရာရပါစေဆိုရဲလူလဲလား အဲလွမြောက်ခြင်းဟိုဟာလည်းပဲသူတို့ယုံကြည်ရင်လည်းပဲလွမြောက်သွားမှာပေါ့ဆိုပြီးတော့အဲ့လိုတွေတိမ့်ကြုံခေါ်ပြီးတော့သူတို့အခန်း3-4ခန်းလောက်ငါစိုက်ပေးရတာငါအခုအဲ့လိုမခေါ်တော့ဘူးခီးစဉ်စဆုံကိုစည်းနေကိုပဲဟုတ်လားကြပါစားလေထမင်းစားဟုတ်ထမင်းစားဆန်းနေနိုင်ကြော်ပြီကြပါစား ။ဟမ်။ဒါလည်းဘာမှစရတယ်။ဒီကြောင့်မလို့စရ။အညာ7နာရီကနေလေ7နာရီဒီနေ့တဝက်အစာရှောင်ထားတယ်လေနေ့တိုင်း။ဩဟုတ်ကဲ့။အဲကြောင့်မို့အဲ့ဒါတခုခုငါပြောတာ။ဒီတင်နန်းကိုလာလို့ရှင်အဲ့ဒီ၄ခုကိုတွေ့ရမှာ။ဟမ်။ပြန်စာယောဂါတွေပြောင်းမယ်လွတ်မြောက်မယ်အဲ့ ဟုတ်ဆရာပိတ်တရအဓိကအဓိက subject ကဆရာဒီနှဆိုးနှဆိုးနေထုတ်တဲ့ဟာအဲ့ဒါဆရာအဓိကတင်မှာနှဆိုးနေထုတ်ပေးမှာဆရာဘယ်လိုဆရာခုနကအဓိကတင်မှာကမကု62 73ပဲလူမျိုးတကနှဆိုးများကိုနေထုတ်ကြဤနဲ့မကြမ်းမမာသောသူများတို့ကိုစီးနေလိမ့်ပြီးအနာငိမ့်စေကြဤအဲ့ဒီခုနကငါပြောပြီးလေ ြောတဲ့သဘောမပေါက်ပါဘူးအာပဲပေါက်တယ်နင်းတို့သဘောမပေါက်ဘူးဆရာပေါက်ပါလေဆရာခုနကအစင်လိုက်ဆိုတော့ဆရာခုနကခုဆိုတော့ဒီလည်းရိုးအော်ပါလေဆရာငါဘယ်နဲ့တင်နှမှာပြောပြအောင်ပါပထမစားတရရေစီစပြည့်စားတော့တဲ့နေကလေးကဝန်းလျှောတဲ့လူအော်အော်နဲ့လူကစနေပြီဟုတ်ဆရာမကြီးတယောက်ကဘယ်လိုပဲမေးမေး တရက်မေးလဲဘာထူးကြလဲဘာမရှိဘူးနှစ်ရက်ကြလဲဘာဖြစ်လဲဘာမရှိဘူးလေးငါးရက်ကြလဲဘာထူးကြလဲဘာမထူးကြဘူးခုနှစ်ရက်ပြည့်ရောဘာထူးကြလဲဘာမထူးကြဘူးအဲတင်တန်းသာခုနှစ်ရက်ပြီးတဲ့အခါမှာဘာမှမဖြစ်ဘူးဘာမှမထူးကြဘူးဆိုတော့ငါတို့လှုပ်တဲ့တင်တန်းလှုပ်တဲ့ဆရာတွေကပဲဟိုအယူထပြီးလှုပ်နေသလိုလိုဘာလိုလိုနဲ့ တခါတည်းယုံထင်ကြောင်ထင်နဲ့သူများတွေအော့အံပြီးတော့လွတ်မြောက်ပြီးတော့သူတက်ရောက်တဲ့ဘာဖြူဘာဖြူပြီးလဲပြီးတော့အိမ်ပြန်သွားတဲ့အခါကျအိမ်ရောက်တော့မှဝန်းတကောက်လျှောက်လာ။ဟုတ်ဟိုအတဲနာဟို9ရက်မှဘာမှမဖြစ်ရှစ်ရက်မြောက်9ရက်မြောက်ကြပါဟိုသူ့အိမ်မှာသူပြန်ဖြစ်နေတာ။อืมပြီးလဲပြီးတော့ပြန်တွေ့တဲ့အခါကျအော်ဆရာတဲ့ဂျမားတဲ့ ခொနည်းမှာတော့ဘာဖြစ်ဘူးလဲအိမ်ပြန်ရောက်မှဆရာရဲ့အော်ဟန်လိုက်တာအချိန်ပဲ20ပါးနဲ့အာသူ့ရုပ်ကိုလည်းပြန်ကြည့်တော့တကယ်ကိုကိုရီးယားအမင်းသမီးရုပ်အဲ့ဒါနဲ့ငါသူ့ကိုဘာပြောလဲဆိုတော့ကိုရီးယားငါသားသူ့တွေ့တုံးမှာလို့အဖွားကြီးမုတ်ဆိုးမှလို့ငါထင်တာလို့အဲတကယ်အဖွားကြီးမုတ်ဆိုးမှလို့ပဲငါထင်တာတကယ်တော့ तू ကအပြူကြီးအင်းဟုတ်လားဆရာ ယုတ်ကအပြူကြီးယုတ်နဲ့လည်းမတူဘူးလေမုတ်ဆိုးမယုတ်နဲ့တူလို့ငါပြောတာဒီကယုတ်ကအဖွားကြီးမုတ်ဆိုးမယုတ်ငါကတော့ကိုရီးယားမင်းသမီးဖြစ်နေတာလို့ဆိုတော့ငါတို့ဒီသင်တန်းတွေလောက်တယ်ဆိုတာနမိတ်လက္ခဏာများစွာနဲ့ငါတို့လောက်တာဖယားက အများကြီးဒီခရိယံတယောက်ကတစ်နှစ်လောက်မှခုနှစ်ရက်ကလေးအစာမချောင်ကျင်တဲ့ဟဲ့လား ခရိယာနေအနာယောဂါနေစွဲပြီးတော့ဟလာဆင်းရဲကျွေးထူတယ်ဆိုတာဘာမှမဆန်းဘူးဆရာဆရာဒီဆရာတမင်းပြောမနော်တချို့ဆိုလို့ရှိရင်လေတိုးတယ်လေဟိုသူစိုက်တယ်အများကြီးလောက်တာပဲဒါပေမဲ့သူတို့အသက်တာလေဆရာဒီလိုမျိုးဖြစ်တယ်ဆိုတာလေသူတို့အသက်တာမှာမတွေးရဘူးဆရာဘာလို့ဆိုတော့အဲ့လိုမျိုးတွေရှိရယ်ဗောနောသူတို့ဟိုကိုထက် ပို့ထပ်ပို့ပြီးတော့ဒူးဆိုင်ထဲမှာကျင်လည်နေတဲ့လူတွေလည်းအများကြီးပဲဆရာအဲ့လိုမခံစားရဘူးလေအဲသူတို့ကိုသူတို့ကြသူတို့ကဘုရားနဲ့ပုံမှန်သွာလာနေတဲ့ပုံစံမျိုးပေါ့ဒါပေမဲ့သူတို့သူတို့ရဲ့သူတို့ရဲ့ရှင်သန်နေတဲ့ပုံစံကိုလည်းတမီးတို့ကတိရယ်ကွာတိလားဒါပေမဲ့တမီးတို့လို့သူတို့ကမခံစားရအောင်အဲ့ဒါအဲ့လိုမျိုးကြဆရာဘယ်လိုပြောမလဲမတိကိုကိုကိုမတိတာဘူးဆရာအခံစားရမှာမဟုတ်ဘူးလက်နော် ကဘာမှာလူ၃မျိုးပဲရှိတယ်။ဖယားသားသမီးအစ်စ်နဲ့နဂါးသားသမီးအစ်စ်နဲ့နဂါးမွေးစားသားသမီးဆိုပြီးတော့၃မျိုးပဲရှိတယ်။နေခုပြောတဲ့ဟာနဂါးမွေးစားသားသမီးတွေ။အင်းဖယားသားသမီးကနေနဂါးမွေးစားသားသမီးဖြစ်နေတဲ့လူတွေ။အဲ့ဒါကဒီအချိန်ကမှအပြစ်လောက်ကောင်းလို့ရှိသေးတယ်မကြခင်မကြခင်ကျွန်းပြန်မယ်အဲ့ဒါ အဲ့ဒါသွားအထင်မကြီးနဲ့နဂါသာသမီအစ်စ်နဲ့နဂါမွေးစားသာသမီရအဆုံးသတ်မလှအောင်ဟုတ်စီအဲ့လိုမျိုးပေါ့တခါလေးချက်စီကကိုကိုကဘာဖြစ်လို့အဲ့လိုဖြစ်နေတာလဲပေါ့နော် သူတို့ကြတော့သူတို့ကြတော့လေဒီတိုင်းဒီတိုင်းပဲဘာမှမဖြစ်ဘူးပေါ့နော်ဖျားသခင်ကတမီးကိုပဲအဆက်ခွဲချင်တာလားပေါ့တခါလေကြာလေစဉ်းစားတာလေဖျားသခင်ကအဆက်ခွဲချင်တယ်ဖျားလေမဟုတ်ဘူးလေဆရာနောက်ကဘတော်တိုင်းမှာလေဖျားခင်ကဘသူ့ကိုမှအဆက်မခွဲဘူးလေနော်ဆရာခါလေကြာအဲ့လိုမျိုးစဉ်းစားမိရဲ့လေအဲ့ဒါကိုကပဲသူတို့လည်းသူတို့လည်းအချိန်မတန်သေးလို့အဲ့လိုမျိုးဖြစ်မှာပေါ့ကိုကြတော့ဆရာလွမြောက်ဖို့ဖျားသခင်ကအချိန်တန်လာလို့ မြင်မြင်အချက်လက်ဟိုပေါ့စိုင်းနေပြတာပေါ့ဆရာအဲ့လိုမျိုးဖြစ်လို့ဆိုနေဘုရားသခင်ကနင့်ကိုအချက်ကွဲတာမဟုတ်ဘူးနင့်အားဖြင့်တစ်ခါပါလုံးကအနာယောဂညင်းချင်းလွတ်မြောက်ခြင်းဥညင်တိုက်ပွဲအကြောင်းသိဖို့အတွက်ဘုရားနင့်ကိုသုံးနေတာအဲ့ဒါနင့်ကဟိုပြူပြဲမဲ့ရွက်တဲ့ပုံကြီးတဲ့သွားတော့ငါတော့အချက်ကွဲပြီလို့နင်မထင်နဲ့ deliverance ရတဲ့လူတွေကအဆက်ကွဲတယ်ဆိုတာမရှိဘူးအများကောင်းကြီးဖြစ်ဖို့အတွက်ဖရားသုံးတာဟုတ်ပါဘူးမာရီမန်ကဟိုရှာရှာတန်လန်းကြီးထွက်နေတဲ့အင်ဒိုနီးရှားအမှုတော်ဆောင်ဆရာသူလက်ကပါပတ်နေတာပဲอืมအဆုတောင်းတော့ရှာတန်လန်းကြီးထွက်လာတာလေ ဆရာတူအခုတော့ဆောင်းပဲလားဆရာမှုတော့ဆောင်းပဲအင်ဒိုနီးရှားဟုတ်သူကိုယ်တိုင်ပြန်လာပြီးတော့တက်သေးခံနေအဲ့ဒီငါငါဆုတောင်းတဲ့ဟာတွေပါသူကထည့်ထားလိုက်သေးတယ်သူ့ရဲ့ဗီဒီယိုထဲမှာသူအဲ့ဒါတွေရှောက်ပြလို့သေးတယ်ဒါကျွန်တော်မဟုတ်ဘူးတဲ့အဲကျွန်တော်အရင်တုန်းကကျွန်တော်ကပြစ်တစားတင်နဲ့ရှောက်အိတ်တာဘူးတဲ့အဲကြောင့်မို့လို့လွတ်မြောက်ခြင်းဆိုတာအရေးကြီးတယ်ဆိုပြီးတော့သူကတက်သေးခံတာ အဲ့ဒီလူမျိုးတွေကြတော့တန်ဖိုးရှိတယ်လေအခုကဘာဘာမှမဖြစ်တဲ့ပုံစံမျိုးနဲ့ခတ်တီတီနဲ့အဲတကယ်ပဲကိုစိတ်ဝိညာဉ်ယာနှုံးပြည့်လွတ်မြောက်တဲ့ပုံစံမျိုးနဲ့အပေါက်ချိုးနေကြတာယာနှုံးပြည့်လွတ်မြောက်ဖို့ဆိုတာတော်တော်မလွယ်တဲ့ကိစ္စအထင်တွေများစွာအချိန်တွေများစွာကြော်ဖြတ်ပြီးတော့မှဒေနာယောဂဉာဏ်ချင်းလွတ်မြောက်ခြင်းသင်္ကန်းစာတွေကိုဟောပြောနေတဲ့လူကိုယ်တိုင်ကတော့မှ မလွတ်မြောက်တဲ့အရာတွေကြံနေတဲ့ဟာတွေကိုနှစ်ပေါင်းများစွာငါတို့ထုတ်နေရတာအဲ့ဒါတွေကဒါမဲ့လူတယောက်က85ရာခိုင်နှုန်းလောက်လွတ်မြောက်တယ်ဆိုရင်ပဲ85ရာခိုင်နှုန်းလောက်ဖះရအောင်ပြီး85ရာခိုင်နှုန်းကောင်းကြီးရတော့အဟုတ်ကြီးမှန်နေတာနောက်ပိုင်း25ရာခိုင်နှုန်းကြံသေးတယ်ဟုတ်အဲ့ဒီလိုလိုတယ်အကြောင်း အဲ့ဦးကငါဂျိုက်ကျွိုင်းမေရတို့ကက်သရင်ကူမာတို့အကြောင်းကခဏခဏပြောတာပဲအင်းကဘာကျော်တွေပဲဖျားသုံးတာသူတို့အဲ့ဦးနဲ့သူတို့ရဲ့ဖျက်သန်းလာရတဲ့ဟာတွေကတကယ်ဟိုပါပဲစာရံအကြီးအကျယ်တိုက်ခိုက်ချင်းခံရတဲ့လူတွေပဲအမလားသူတို့ကဘာကျော်ဖြစ်လာတဲ့အခါသူတို့သက်သေခံတဲ့အခါဘယ်သူမှသူတို့ကိုမကက်ရဲပါဘူး ဘယ်သူမှသူတို့မကဲ့ရဲဘူးအပြစ်ဖုံးအုပ်ချင်းကိုခံရတဲ့သူတွေဖြစ်တယ်အချို့အဲ့လိုမျိုးဆရာခံစားပြီဆိုရင်ဆရာသူများတွေကကဲ့ရဲတဲ့ယုံကြည်မှုကတသက်ရှိတယ်ဆရာအဲ့လိုမျိုးကဲ့ရဲတယ်အဲကြည့်ပါဦးအဲဒီလိုမျိုးတွေဖြစ်ပြက်နေတာဆိုပြီးမှလေသူတို့ကပူဆိုးတယ်သူကသူကကွာစုမတောင်းပြီးပြောချင်တာကွာဟောသူသူဒီလိုဖြစ်နေတယ်ဆိုပြီးမှ စုကိုဆူတောင်းပေးရမယ်ဆိုတာတို့တာဝန်မရှိဘူးလေဒါပေမဲ့တို့ကကဲ့ရဲ့တယ်လေဆရာအဲ့လိုပြောဆိုအဲကဲ့ရဲ့တယ်လူကပူဆိုးတာကဲ့ရဲ့တယ်လူကပူဆိုးတာသူကလည်းသူ့ပေါင်ထဲမှာဟိုကြည်စံဝင်းနေတာပါလေသူခွဲထုတ်အောင်မသိတော့ခတ်တီတီနဲ့ကြားမာတဲ့ပုံမျိုးလုံးသူများခွဲထုတ်နေတဲ့အချိန်ဆိုတော့နာမှာပေါ့ခွဲထုတ်တဲ့အချိန်ကိုပေါင်ထဲမှာရှိတဲ့ကြည်စံထိတ်ဖို့ခွဲထုတ် ောစိတ်ကံဝင်တဲ့အခါတော့နာမှာပေါ့ဟုတ်ကဲ့ချုပ်ချတယ်ဆိုတာသူကိုယ်တိုင်ကဘယ်ခီးမရောက်သေးဘူးလေဟိုယာနုံးပြည့်လွတ်မြောက်နေတဲ့ပုံစံမျိုးအပေါက်မျိုးချိုးတာသူတို့လည်းတနည်းကြလာမှာပဲမလာလို့မရဘူးဟုတ်ပြီတရားကကိုယ်စိတ်ဝိညာဉ်၃ပါးလွတ်မြောက်ခြင်းပေးထားတာ ဘောကဝိညာဉ်လေးတပုံလေးပြောင်းလဲပြီးတော့ကိုယ်နဲ့စိတ်မလွတ်မြောက်ဘဲနဲ့လွတ်မြောက်တဲ့ပုံစံမျိုးချိုးချိုးနေတာဆရာတင်းနေတာကိုပြောချင်တာလေးဆရာဟိုဝိနေရတတဝါဆိုတာတည်တဲ့လူတွေရောအကုန်ပြောချင်တာပေါ့ဆရာအဝင်ကလေးဟောဖို့ဆိုတာဒီလူတွေဝိညာဉ်တွေကိုပြောတာဝိနေရဆိုတာဆရာအတေရောအရှင်ရောအကုန်လုံးပေါ့နော်ဆရာဆိုလိုတာပေါ့အရင်တော့ကတမီးကအဲ့ဒါကိုနားမလဲဝိနေရတတဝါအပေါင်းဆိုတာလေးဆရာ ူပါပဲထင်တာလေဒီအသက်ရှင်နေအသက်ရှင်နေကဘာပေါ်မှာအသက်ရှင်နေလူတွေပဲထင်တာလေးရှင်အခုကအဲ့ဒီဝိနေယဆိုတာတဲ့ဝိနေယဆိုတာတေတော်သူရောရှင်နေလူရောအကုန်လုံးပေါ်တော့ဆရာအများကိုမအေးကျမ်းစာထဲမှာပါပြီးပြီလေကောင်းကင်တရဝါမြေကြီးတရဝါမြေကြီးအောက်တရဝါအားလုံးဟာယေရှုရှေ့မှာဒူးထောက်ပြီးတော့ယေရှုဟာသခင်လို့ခွန်ခံရမယ်ဆိုတာ အဲ့ဒါဝေနေရတာကအပေါင်းဆိုတာအဲ့ဒါအော်ဝေနေရဟုတ်ပြီဆရာအေးဆေးစားပါဆရာဒီလိုဒီမှာအင်းဆရာကြီးဆရာကြီးနေအဲ့ဒါလေးဝါဒီဘရာဇီးလီယန်နေတဲ့နားအတွက်ပဲဆူတောင်းနော်ဟုတ်ဆရာ ပါပါတမီအတင်တဲ့ဆူတောင်းပဲဟုတ်ကဲ့ဆရာကျေးဇူးအများကြီးတင်ပါဆရာပါပါ